ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်နေကြရတဲ့ဘယ်လိုလဲဆိုလို့ရှိရင်အဲတပိတ်ချင်းခရိုင်ပေါ့နော်စင်ကူးမြို့မှာစင်ကူးမြို့လက်ပံလာမှာရဲဝင်တန်းတွေကို PDF တွေကဖန်ထားတာအခုချိန်ထိအဲအခြေအနေကသိကျင်နေတဲ့သူတွေအများကြီးရှိတယ်လို့ပြောချင်တယ်ပြောချင်တယ်နော်နောက်တစ်ခုကနောက်ထပ်ဒါမြေပြင်တည်လေးပေါ့ဒါကအတီးပြုတ်ဖို့စူးစမ်းကြပါဘာကြောင့်ဒီတည်မျိုးဆိုတာလဲကျွန်တော်တို့ကပြောပြရမယ့်အတိုင်းသာရှိတယ်နော်မန္တလေးမြို့ရဲ့ပြည်ကြီးတခုမြို့နယ်တဲ့119လမ်းမကြီးရဲ့နော် အလန်းတွေအနေနဲ့ဆိုလို့ရှိရင်55လန်း56လန်းထိမှာတဲ့ကျူးကျော်တွေတဲ့နော်ကျူးကျော်ထားတယ်တဲ့နော်အဲ့တော့စီမင်းကိုလည်းဖုံးဆက်တယ်ဘလို့မှဆောင်ရွက်ပေးခြင်းမရှိဘူးတဲ့မြို့တာယာဖို့အတွက်ကိုရည်စည်းလာအောင်နော်ဟိုဆောင်ရွက်ပေးဖို့လိုအပ်နေတဲ့အတိုင်းအတာတွေရှိတဲ့အတွက်ကြောင့်မလို့ဒီကျူးတွေနဲ့ပတ်သက်ပြီးတော့ဘယ်ခေါ်မလဲဆိုတော့တရားဥပဒေရပါတော့ဟိုစီမင်းစီကံရအဆောင်ရပေးစီခြင်းလဲဆိုတော့တောင်းဆိုမှုလေးရှိတယ်အဲဒါကတော့အခုကျွန်တော်ဘယ်လိုခေါ်မလဲ သတင်းလေးနဲ့ကြားဖြတ်ပြီးတော့ပြောတာပါเนาะဟုတ်ပြီအဲ့တော့ဒီနေ့ PDF တွေအသက်ရှင်နေတာမင်းလာနေရှိကျတော့လည်းတိုက်တိတ်ပြောပါမနော် drone movie တွေတွေ့ရင်လည်းအေးအေးတွေဖြားသွားမှာမြန်မာစစ်တပ်က drone တွေ special သုံးတယ်လို့ပြောပါတယ်ခဏတော့အခုအရှိလေပိုင်းမှာเนาะအဲ Iran နဲ့ Israel နဲ့ခြားနေကျွန်တော်သိပါတယ်เนาะ Iran နဲ့ Israel နဲ့အဲပြင်းရပြီเนาะစစ်ပွဲကတော့တော်တော်လေးပြင်းထန်နေပြီ ဲ့တော့ဒီနေရာမှာကျွန်တော်ဟိုတနေ့ကဗီဒီယိုဖိုင်လေးပြပြောပြပါတယ်နော်ဗီဒီယိုဖိုင်လေးနဲ့ပြောခဲ့တယ်အဲဘယ်ဘချမ်းကိုအားပေးထောက်ခံသင့်လဲကိုကအဲကိုနိုင်ငံအတွက်လဲကိုအားပေးထောက်ခံမှုတစ်ခုကဘတ်ပေါင်းဆောင်စဉ်းစားရမယ်ချစ်ချင်းမုန်းခြင်းပေါ်မှာအခြေခံကြီးမစဉ်းစားအောင်ကိုနိုင်ငံအတွက်လဲအကျိုးရှိရမယ်မိမိရဲ့ထောက်ခံမှုလဲဖြစ်ရမယ်နော်အဲ့တော့အစ္စရေးဘက်ကထောက်ခံမလားအီရန်ဘက်ကထောက်ခံမလားအီရန်ကလည်းကျွန်တော်တို့ဆနဒရုန်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာပါတန်တန်တရရပြောချင်ဒရုန်းနဲ့ပတ်သက်ပြီးတော့ဒါစစ်တပ်ကတော့ဝန်ခံမှုရှိမရှိတော့မသိဘူးပေါ့ဗျာနော် အကျွန်တော်ကြားသိရတော့စစ်တပ်မှာတုံးနေတဲ့ drone တွေကအီရန်ရဲ့နည်းပညာနဲ့တရုတ်ရဲ့နည်းပညာရုရှားနည်းပညာတုံးခုပေါင်းပြီးတော့တုံးတုံးတာနော်အဲ့တော့အီရန်ကလည်းသူ့ရဲ့ drone engine တွေကိုတုံးမြင့်ပေးတယ်အီရန်ကနေပြီးတော့လေယာဉ်စိုက်တာလည်းကျွန်တော်သိတယ်အဲ့ကနေပြီးတော့ရရှိလာတဲ့ drone တွေကိုအီရန်ကနေပြီးတော့နော်နည်းပညာတွေပေးတယ်အဲ့နည်းပညာအတိုင်းပဲဆောင်ရွက်နေတာဒုံးတွေကအစပေးနေတဲ့အတွက်ကြောင့်မို့လို့အီရန်ကလည်းကိုယ့်ရဲ့မိတ်ဆွေဖြစ်နေပြန်ရောနော်ဟုတ်တယ်မလားအဲ့တော့ Israel ကြည့်တဲ့အခါကျတော့ Israel ကလည်း အခုချိန်ဒီထောက်လိုင်းနီးပညာတွေပေါ့နော်အဲနီးပညာတဲ့ဒီခေါမလဲဆိုလို့ရှိရင်လက်နက်အစတစ်ဖြစ်ကဓာတ်ရိုက်မထောက်ပံ့တော့လည်းပဲဂျားခံကနေထောက်ပံ့နေတယ်လို့ကျွန်တော်တို့ကကြားသိရတယ်အဲ့ဒါလည်းပတ်သက်ပြီးတော့အကျွန်တော်ဘယ်ကကြားသိနိုင်တယ်ဆိုတဲ့ခါကျတော့အ UN ကုလသမဂ္ဂရဲ့နော်ကုလသမဂ္ဂအချက်လက်ရှာဖွေရေး fact finding mission ပုံစံဖြစ်ပါလိမ့်မယ်အဲ့ဒီအဲ့ဒီကနေပြီးတော့ကျွန်တော်တို့အဲနားလည်ထားရတယ်ပေါ့နော်အဲ့တော့အီရန်ကလည်းကိုယ့်ရဲ့မိတ်ဆွေဖြစ်နေတယ်လို့ အဲဘယ်ကောင်မလဲအစ္စရေးကလည်းကိုယ့်ရဲ့မိတ်ဆွေဖြစ်နေတယ်မိတ်ဆွေဖြစ်နေတဲ့ကြောင့်လို့ဒီနှစ်ဖွဲ့ကြားထဲမှာကိုရီးယားဘယ်ဘက်ကယက်တီပြီးယက်တီရမှန်းမသိဘူးဖြစ်နေတာပေါ့ဗျာနော်အဲနောက်တစ်ခုကဒီချိန်မှာသိရမှာကကိုယ့်နိုင်ငံပေါ့ကိုယ့်အစိုးရကဘယ်အဖွဲ့အစည်းထဲမှာပါနေဆိုတာသိရမှာအစ္စရေးဒီအစ္စရေးနောက်မှာအမေရိကန်အနောက်အုပ်စုနော်ဒါကဘယ်လိုကောင်မလဲဆိုလို့ရှိရင်အစ္စရေးဘက်ကအစ္စရေးဘက်ကပြိတ္တပေါ့အစ္စရေးပြိတ္တအစ္စရေးနိုင်အစ္စရေးကိုအပိထောက်နေတဲ့နိုင်ငံတွေပေါ့ဒါမဲ့အဲ အီရန်ကဘယ်ဘက်နိုင်ငံတွေမှာပါနေတာ Pariah State လို့သူတို့ပြောနေကြပါဗျာနော် Pariah State ဆိုတာဒီကျွန်တော်တို့တရုတ်ရယ်အီရန်ရယ်ရုရှားရယ်မြောက်ကိုရီးယားရယ်ဘီလာရုစ်ရယ်မြန်မာလည်းဒီအဖွဲ့ထဲမှာပဲပါတဲ့အတွက်ကြောင့်မလို့ဒီဘက်ကြည့်တော့လေအီရန်ဘက်ကရက်တီနော်ကိုအတိုင်းဝိုင်းနဲ့ရက်တီရာရောက်တယ်အစ်ဆွေးဘက်ကိုရက်တီမဲ့ဟေ့ဆိုလို့ရှိရင်အစ်ဆွေးကလည်းကိုယ့်ဘော်ကောင်းတဲ့နိုင်ငံတစ်ခုဖြစ်တယ်အဲ့တော့အီရန်ကြာရှုံးခြင်းကပြောမယ်ဆိုရင်တရုတ်နဲ့ရုရှားကြာရှုံးခြင်းလို့ပြောလို့ရတယ်နော်အီရန်ကြာရှုံးလို့ရှိရင်ပါလေနော် ဲ့တော့ခင်ဗျားတို့အနေနဲ့အီရန်ကိုအားပေးထောက်ခံလားရုရှားတရုတ်ကြာရှုံးလို့ရှိရင်တော့ကျွန်တော်တို့မြန်မာမြန်မာကလည်းဒီအဖွဲ့ထဲမှာပါတဲ့အတွက်ကြောင့်မို့လို့မြန်မာလည်းအရေးရိုက်လာနိုင်တယ်ပေါ့ဗျာနော်အဲ့တော့ကြိုက်တဲ့ဘက်ကသာကျွန်တော်အနေနဲ့အာခင်ဗျားတို့အားပေးကြပါနော်အခုလက်ရှိကျွန်တော်တို့ကတော့အဲဒီနေရာမှာဒီချင်းရမှာတရားချင်းပေါ့နော်တရားရေးရာရပဲကြည်ပါတယ်နော်အဲကုလသမဂ္ဂရဲ့ ဒါဘယ်ခေါ်မလဲဆိုတော့မိမိကိုကိုမိမိ UN Charter ရကြည့်မယ်ဟဲ့ဆိုလို့ရှိရင် Article 51 Article 51ရဆိုလို့ရှိရင်မိမိကိုကိုမိမိခုခံပါကာကွယ်ပိုင်ခွင့်ရှိတယ်အဲ့တော့ဒီစစ်ကိုဘယ်သူစတာလဲဘယ်သူကစပြီးတိုက်တာလဲဆိုတာကတော့အငင်းပွားမှအချက်ဖြစ်တယ်အီရန်ကသူ့တန်ယုံဟိုဒမတ်စကတ်မှာရှိနေတဲ့ဒီဆီးရီးယားနိုင်ငံမှာရှိနေတဲ့သူ့တန်ယုံကိုလည်းပုံကျဲတယ်သူ့နဲ့ဒီအရေးကြီးတဲ့ဘယ်ခေါ်မလဲဆိုတော့ခေါင်းဆောင်တယောက်ကိုလည်းလောက်ချန်တတ်ဖြတ်လိုက်တဲ့အစ်ဆွေးကိုလက်တော့ပြန်တဲ့အနေနဲ့ပြည်ရဲ့နှစ်က အဒုံးနေနဲ့စော်လိုက်တာတော့ရှိတယ်အမှားထိထိသွားခြင်းတော့မရှိဘူးပေါ့ဗျာနော်အဲ့တော့ပြောမယ်ဆိုရင် Israel ကစပြီးတော့အီရန်ကိုတိုက်ခိုက်တယ်လို့ပြောလို့ရတယ်အဲ့တော့အီရန်ကလည်းပြန်တိုက်တယ်ပြီးခဲ့တဲ့နှစ်ကတော့ပြီးသွားပြီလက်ရှိအခြေအနေမှာတော့ Israel ကစပြီးတော့တိုက်ခိုက်တာပါနော်အဲ့တော့ဘာကြောင့်တိုက်ခိုက်တာလဲဆိုတော့အီရန်နျူကလ িয়ার ပိုင်လို့မရဘူးတဲ့နော်အဲ့တော့နျူကလ িয়ার မပိုင်စေချင်ဘူးဆိုလို့ရှိရင် အီရန်ကလည်းသူ့မှာနျူကလ িয়ার ရှိပါတယ်ဆိုတာဘယ်တော့မှလည်းမပြောဖြစ်တယ်เนาะဒါပေမဲ့သူတို့အစိတ်ထဲမှာရှိရလို့သတ်မှတ်နေရဖြစ်တယ်အီရန်ကဘလောက်ထိနျူကလ িয়ার မပြန်ပွားရင်းနဲ့ပတ်သက်ပြီးတော့အဲသူတို့ဘယ်လိုခေါ်မလဲဆိုရှင်ပူပေါင်းဆောင်ရွက်မှုရှိတယ်လဲဆိုလို့ရှိရင်ပေါ့เนาะအဲ့တော့ဒီအချင်းညာမှာခင်ဗျားတို့ဘုသောက်ခံနေလဲဆိုတော့ကျွန်တော်ပြောရအောင်เนาะအီရန်အနေနဲ့ကသူဒီနျူကလ িয়ার မပြန်ပွားရေးစာချုပ်မှာလက်မှတ်ထိုးထားတယ်เนาะ ပြီးတော့သူ့နိုင်ငံတွင်းမှာရှိနေတဲ့နျူကလ ியர் စက်ရုံတွေတည်ဆောက်မှုကိုလည်း IAEA လို့ခေါ်တဲ့နျူကလ ியர் နဲ့ပတ်သက်ပြီးတော့စစ်ဆေးတဲ့အဖွဲ့အစည်းကိုအမြဲတမ်းအစီရင်ခံစာတင်ပြီးတော့အမြဲတမ်းပူးပေါင်းဆောင်ရွက်နေတယ်။အဲ့တော့အီရန်ကအဲ့ဒီ IAEA ကိုတိုင်ကဒီမှာဘယ်လိုခေါ်မလို့ရှိရင်နျူကလ ியர் မပြတ်ပွားရေးတဲ့သူပူးပေါင်းဆောင်ရွက်နေပါလေ။ဒါဘယ်အစ်စွေးပြောတာရင်မယုံပါဘူးလို့ပြောထားပြီးသားဖြစ်တယ်နော်။အဲ့တော့ဒီချင်းရမှာကြည့်မယ်ဆိုရင်ဘယ်ဖက်ကအနိုင်ကျင့်တာလဲ။အဲ့တော့အစ်စွေးကိုပြန်ကြည့်မယ်ဗျာ။ ်နျူကလ িয়ার မပြန်ပွားရင်းနဲ့ပတ်သက်ပြီးအစ္စရေးကပြောတယ်ပေါ့နော်ဒီအီရန်ကနျူကလ িয়ার ပိုင်လို့မယ်ဆိုပြီးပြောတာ2000အ1995လေးကစပြောလာတာနော်အခုပြီးခဲ့အခုချိန်ကြီးလည်းပြောနေတော့မယ်အဲ့တော့သူပြောလာတဲ့ခါမှလည်းမဟုတ်ဘူးဒီသတင်းမှသတင်းတူရောင်တဲ့အီရန်ကလည်းသူတို့ကတိုင်ပြွားရဖြစ်တယ်အဲ့တော့ကြောင့်လို့ဒီချင်းရမှာကျွန်တော်တို့ကဘယ်ဘက်ချမ်းကယက်တီနေတယ်လဲအမှန်တရားဘက်ကယက်တီအောင်နော်အဲ့တော့ကိုယ့်ရဲ့ဘယ်လိုခေါ်မလဲဆိုမိတ်ဆွေကိုယ့်ရဲ့အစုအဖွဲ့ဝင်နိုင်ငံလည်းဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ကအစ်စရေးကိုလည်းမမုန်းပါဘူးဒါပေမဲ့တော့ယက်တီမှုဆိုတာက ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ယက်တီမှုဆိုတာတရားမျှတမှုတဲ့ပြောဆိုယက်တီမှုပြောတာနော်စစ်တိုက်ဖို့တော့မဟုတ်ဘူးအဲ့တော့အီရန်အနေနဲ့ဒါမျိုးဖြစ်ပေမဲ့အစ္စရေးအနေနဲ့ကသူကနျူကလ িয়ার မပြန့်ပွားရေးစာချုပ်မှာလည်းလက်မှတ်မထိုးတာအောင်နော် PIAE သူ့နိုင်ငံမှာအခုဆိုလို့ရှိရင်အစ္စရေးနိုင်ငံမှာနျူကလ িয়ার ထိပ်ဖို့ရရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်း IAEA ရဲ့စစ်ဆေးခံမှုအတွက်ကိုပြောဆိုနေတာကြားပြီးအခုချိန်ထိလည်းစစ်ဆေးမခံဘူးအဲ့တော့ကြည့်ရမယ်ဟဲ့ဆိုလို့ရှိရင် အစ္စရေးလရဲ့လောက်ရကတဖက်သက်အယမ်းဆန်လုံးပြီးတော့အမေရိကန်အားကိုးနဲ့ဒီပေါ့နော်အီရန်ကိုလုံးဝအနိုင်ရပါမယ်ဆိုတဲ့စိတ်နဲ့သူတို့ကအနိုင်နိုင်စားခြင်းတဲ့ပုံစံမျိုးပဲကျွန်တော်တို့တွေ့ရတယ်။အဲ့တော့အခု G7 meeting မှာအဲဘယ်လိုခေါ်မလဲဆို G7 နိုင်ငံကလည်းနိုင်ငံတွေကလည်းအစ္စရေးဘက်ကအားပေးမယ်။ဟာအစ္စရေးကလည်းအီရန်မှာရှိနေတဲ့အခုခေါင်းဆောင်ကိုဖြုတ်ချမယ်အစိုးရကိုပြောင်းပြစ်မယ်ဆိုတဲ့ပုံစံမျိုးတွေဒီသူတို့လှုပ်ရှင်တာလှုပ်မယ်ဆိုတဲ့ခါကျတော့ ဒါမျိုးမတရားလုပ်တာတော့ဘသူသီးခံပါလဲလေနော်အဲ့တော့ဒါကမတရားလုပ်ခြင်းလို့ပဲကျွန်တော်တို့ပြောရမှာပါနော်အဲ့တော့အီရန်နဲ့ပါလက်စတိုင်းနေနော်အဲ့ဒီကိစ္စလည်းကျွန်တော်ဆက်ပြောပါမယ်အီရန်ရှုံးပါပါကုမောင်ကြီးတဲ့အီရန်နဲ့အစ္စရေးဘသူရှုံးနိုင်လဲဘသူနိုင်လဲဆိုတာကတော့ကျွန်တော်ပြောမယ်နော်အီရန်ကိုရှော့မတွက်နဲ့နော်အီရန်ကနီးပညာနီးပညာနဲ့ပတ်သက်လာလို့ရှိရင်တမိုင်းရှိတဲ့ ဟိုနိုင်ငံတစ်ခုဖြစ်တယ်ပါရှင်နေဖြစ်တယ်စကောမှာစက်ရုပ်တွေပါတယ်ဆိုဟိုတော့ကျွန်တော်ကြားဘူးတယ်မလားကျွန်တော်ဖျားလက်ထက်ကဒီစကောမှာစက်ရုပ်တွေပါတယ်ပေါ့ကျွန်တော်ဒီရာဇဝင်ထဲမှာကြားပါအေးအဲ့ဒါအီရန်ကအီရန်နဲ့ပတ်သက်တယ်နော်အီရန်ကစတယ်လို့ကျွန်တော်တို့ကတော့အဲယူစတယ်နော်အဲ့တော့စကောမှာစက်ရုပ်တွေပါတယ်ဟိုတော့ကျွန်တော်ကြည့်ခဲ့ဘူးလေလေအဲ့ဒါအီရန်အီရန်ဘက်ကနော်အဲ့တော့အီရန်ကိုခင်ဗျားတို့ရှော့မတွက်နဲ့ဥပမာအဖြစ်အီရန်ကထုတ်တဲ့ကာမဂါစီ drone ပါလေ drone က အမေရိကန်ကထုတ်တဲ့ဒေါ်လာ9သိန်းတန်ကသူတို့2000လောက်နဲ့ထုတ်တယ်အ2000တန်ကပို့ပြီးထိရောက်တယ်အခုအီရန်ကထုတ်တဲ့လက်နက်တွေကအီရန်ခေါ်မဆိုတော့အီရန်ရဲ့ drone ကောင်းကင်ယံမှာကာကွယ်ထားပေးတဲ့အဲဘယ်လိုခေါ်မဆိုလို့ရှိရင် drone ကတဲ့စနစ်တွေကအဲအားနေနေလိမ့်မယ်ဒါပေမဲ့အီရန်ကပစ်လိုက်တဲ့လက်နက်တွေကဣသရေလနိုင်ငံကိုအခုပေါ့နော်ကာကွယ်ထားပေးရဒုံးကာစနစ်ကအနည်းဆုံး3ခုရှိတယ်3ခုရှိတာအနီးကပ်ကာကွယ်ခြင်းအလယ်လက်ကာကွယ်ခြင်းပြီးတော့လို့ရှိရင်ကျွန်တော်တို့ ်ဘောကမစလို့ရှိရင်နယ်မြင့်ပေါ့နော်နယ်ချက်ပြီးကာကွယ်ခြင်းဆိုတဲ့အဲ့လိုမျိုးဖန်လုံးအင်ကြီးပုံစံမျိုးကာကွယ်ထားတာဒါပေမဲ့အဲ့အရာအလုံးကိုအီရန်ရဲ့ဒုံးကြီးကဘလို့မျိုးပောက်ထွက်ပြီးတော့ဘလို့မျိုးဝင်ချသွားလဲဆိုတာအခုဆိုအစ္စရေးကအစ္စရေးဖျားနေပြီနော်အစ္စရေးဖျားနေတဲ့ကြောင့်မလို့သူ့ရဲ့ဒီအမေရိကန်ကိုတောင်းနေပြီဟာအမေရိကန်ရဲ့လာတက်ဝိုင်းတိုက်တော့ခင်ဗျားတိုက်မှရတော့မယ်မတိုက်လို့မရတော့ဘူးဒီတိုင်းဆက်သွားအစ္စရေးပြုတ်ထွက်သွားမယ်နော်အစ္စရေးပြောက်သွားနိုင်တယ်အဲ့တော့ အစ်စလေးပြောင်းပြောင်းသွားမှာအခုစော်တာနောက်ဆုံးအခုဒီနေ့မနက်ပေါ့နော်ဒီနေ့မနက်ထိဆိုလို့ရှိရင်အစ်စရေးကအစ်စရေးကအီရန်ကောင်းမြန်မှာ drone အဲလိုမှလေးအစင်း60နဲ့လာပြီးတော့ကျဲတာဒါမှမဟုတ်အီရန်ကသူစောက်ထားတဲ့နေရာခိုင်ခန့်တဲ့ခါကျဘလို့မှကျဲလို့မရအောင်ကျဲတော့အကယ်သူတို့ကျဲပဲဆိုမြေပြင်ပေ300လောက်အထိပေါ့တတော်နဲ့ပါ300တောက်နဲ့အောင်နှဆိုင်မှာအဲ့ဒီနှဆိုင်တဲ့ထဲကိုဖောက်ထွက်မှာရအဲ့ဒါကအစ်စရေးမှာမရှိဘူးမရှိရတော့ကြောင့်မလို့အစ်စရေးကဘလို့မှအီရန်ကိုမနိုင်ဘူးဖြစ်နေအဲ့တော့အီရန်ကလည်း အီရန်ရဲ့ဒီနောက်ပိုင်းထုတ်တဲ့သုံးတဲ့ဒီဒုံးတွေကတော်တော်ကောင်းတယ်။ကောင်းတဲ့အခါမှာသူတို့ဒုံးကစနစ်ကသုံးခုနော်အဲသုံးခုလုံးကိုဖောက်ထွက်ပြီးဝင်ဝင်ပြီးတော့ကြကုန်တာ။ဟာတကယ်ပြားတကယ်ကိုအီရန်ကိုကျွန်တော်မချီးကျူးပဲမနေနိုင်ဘူး။အီရန်ကနှစ်40လောက်စီးပွားရေးပိတ်ဆို့မှုနော်ဘယ်လိုခေါင်းလဲဒုံးကြီးတွေမထုတ်လုပ်နိုင်အောင်နော်ဒီလောက်ဒီ PRP ခံရတဲ့ဂျားတွေကနေပြီးတော့သူရှိတဲ့ resources တွေအရင်းမြစ်တွေကိုသုံးပြီးတော့ပေါ်ဒီဘယ်လိုခေါင်းလဲလက်နက်တွေကိုပေါ်ထုတ်တာက အစ်ဆွေးထတာမှအာဘယ်လိုခေါ်မလဲဆိုရှင်မတာဘူးဆိုရင်တော့မှပဲအစ်ဆွေးထတော့မညံ့ဘူးအဲ့တော့ဒီစစ်ပွဲကအစ်ဆွေးအตาလေးနိုင်သွားမယ်ဆိုတော့ကျွန်တော်ယုံကြည်မရှိဘူးအဲအီရန်လည်းနိုင်သွားဖို့မရှိပါဘူးအဲ့တော့ဒီစစ်ပွဲကအဓိကထိမှာကတော့အစ်ဆွေးပြည်သူတွေလည်းထိမယ်နော်အီရန်ပြည်သူတွေလည်းထိမယ်ဒီစစ်ပွဲကြာမယ်အမေရိကန်ဝင်တိုက်မယ်ဟိတ်ဆိုရင်တော့မှပဲဒီအမေရိကန်ဝင်တိုက်ရည်ပြဿနာရှိနေတယ်အခုဒေါ်နယ်ထရန့်ကအီရန်ကိုဝင်တိုက်ဖို့ဆိုပြီးတော့လုံးဝ ဒီပေါ့နော်တိုက်မဲ့အမိန့်ကိုနောက်ဆုံးအဆုံးသတ်ဖို့ပဲကြံတော့တယ်နော်အဲ့တော့နှစ်ပတ်တိတိသူ diplomatic လို့ conversation chance ပေးမယ်ပေါ့ဗျာဆိုလိုချင်တာကတိုင်ရင်တမန်ခင်အခွင့်ပေးမယ်အေးအဲ့နှစ်ပတ်မှာမှနော်အီရန်ကနားမထောင်ဘူးဆိုလို့ရှိရင်တော့အမေရိကန်ဝင်တိုက်မယ်အမေရိကန်ဝင်တိုက်လို့ရှိရင်တော့လေအာတနည်းအားဖြင့်ဒါမတရားလုပ်တာပဲလေနော်မတရားလုပ်လို့ရှိရင်တော့ကျန်တဲ့နိုင်ငံတွေကငြိမ်းခမ်းနေမှာမဟုတ်ဘူးအဲ့တော့ဒေါ်နယ်ထရန့်ကပြောရမယ်ဆိုချစ်ကင်းတော့ပါချစ်ကင်းတော့ဆိုတာပြီးရင်ကြက်ကြောက်ကြီးပါ ကြက်ကြောက်ဆိုတာပါလေလားအဲသူကဒါလုံးမဒါလုံးမဆိုပြီးတော့ပြောလို့ရှိတယ်ပြီးရင်တကယ်တကယ်တော့နေလားငါလားဆိုလို့ရှိရင် chicken rock ဖြစ်သွား chicken rock ဆိုတာကြက်ကြွကြီးပါကြက်မကောင်းမဆိုတော့ကြက်ပြေးပြေးတယ်ပေါ့ဗျာအဲအဲ့ပုံစံမျိုးအဲ့လိုပုံကုန်မျိုးပါအဲ့တော့ Iran ကတော့ရှော့မတွက်နဲ့ Iran ကတကယ်မောင်းသူမဲ့သူတို့စီ F35 ကိုခေါ်တဲ့ဒီ Israel ရဲ့တကယ်လေယာဉ်၃စင်းကိုပစ်ချတာပစ်ချတဲ့အပြင်ကိုလေယာဉ်မှု၂ယောက်တော့ဖမ်းပြီးတာအဲ့ဒါတွေကပစ်ချဖို့လုံးဝမလွယ်တဲ့ မလွယ်တဲ့တကယ်ဘယ်လိုဟောမလဲ air superior ဖြစ်တဲ့တကယ်လေရည်နေနော်အကယ်ကောင်းတဲ့လေရည်တွေကိုပြစ်ချပလိုက်တာအဲ့တော့ရှုံးမတွက်တဲ့ iran ပေါ့နော်ရန်ကုန်သွားတဲ့ခဏတည်းမှာအဲ့တော့နေထူးနိုင်လားအဲ့တော့ခင်ဗျားတို့အီရန်ကအစ္စရေးကိုလည်းမနိုင်နိုင်ဘူးလို့အစ္စရေးကလည်းအီရန်ကိုလည်းမနိုင်နိုင်ဘူးအီရန်နဲ့အစ္စရေးနဲ့ကြုံလိုက်တဲ့ပွဲပေါ်တော့စစ်တူရင်ပြိုင်ပွဲမှာအီရန်နဲ့အစ္စရေးနဲ့ တဲတွေ့ပါတယ်နော်တဲတွေ့တဲ့ခါမှာတည်ရေပဲကြာအဲ့အီရန်သားတွေရဲ့အာရေချင်းကိုလည်းရှော့မတွန်းနဲ့ပေါ့နော်ပြောချင်တယ်နော်အီရန်ရှုံးနေပြီတဲ့ကိုမမောင်းနဲ့မထင်ပါနဲ့မထင်ပါနဲ့အီရန်ရှုံးနေပြီဆိုပေမဲ့အီရန်ရဲ့อิสราเอลกาซาว่าตุสอราได้ปုံซะตุสิมาเปลี่ยนคันได้ยังไม่ยอมรู้สิครับเนี่ยเค้าตะทิงอ่ะคุပြောมาสื่อหมดเปียเนาะอิสราเอลเนี่ยอิหร่านเนี่ยปะทะပြီးတော့ဒီตะทิงเนี่ยปะทะแล้วสิจรเราမြန်မာနိုင်ငံမှာဆိုနီပိမ့်စိမ့်ပိမ့်ตะทิงလို့ပဲ အာစိမ့်ပိန်းကလည်းအာစစ်တက်ကဒီလိုနိုင်တာနီပိန်းကလည်းသူတို့အသေးနိုင်တာအဲ့လိုမျိုးဖြစ်နေတာအဲ့တော့ခင်ဗျားတို့အနေနဲ့အခု CNN တို့ Fox တို့နော်တကယ်ဒီဘယ်လိုဟောမလဲ BBC တို့ကြည့်မယ်ဟိဆိုလို့ရှိရင် Israel နိုင်တဲ့သတင်းမဲ့တင်ဟုတ်လားအခုအခေါ်မဆိုလို့ရှိရင် Algeria လား Algeria ဖြစ်နေမယ်အေးအဲ့ဒီသတင်းဆိုလို့ရှိရင် Iran ရဲ့ဥစ္စာအတိအကျတင်နေတယ်အဲ့တော့အဲ့ချိန်မှာလည်းခင်ဗျားတို့နှစ်ဖက်စလုံးက propaganda ဆိုတဲ့ တော့ခင်ဗျားတို့သတင်းစားသုံးတဲ့နေရာသတိထားပါသတင်းနဲ့ပတ်သက်လာလို့ရှိရင်ခင်ဗျားတို့ဂျင်းထဲမှာတည်းမြန်မာပြည်မှာလည်းခင်ဗျားတို့ဂျင်းထဲမှာဖြစ်သလိုအခုကမ္ဘာသတင်းဖိုင်လည်းဂျင်းထဲမှာဖြစ်တယ်အဲ့တော့ခင်ဗျားတို့အဲအခုဆိုပို့ပြီးဆိုပါတယ် AI နေရာတအားကိုဘယ်လိုဟောမစလို့ရှိရင်စွန့်နေပေါ့နော် AI နဲ့ပတ်သက်လာရှင်ဖန်တီးလို့ရတဲ့အတွက်ကြောင့်မို့လို့ခင်ဗျားတို့ Israel ဘက်ကလည်းအားပေးထောက်နေတယ်လည်း AI နဲ့ထောက်နေသလိုနော် Iran ဘက်ကလည်း AI နဲ့ထောက်နေသတိထားပါနော်သတင်းစားသုံးတာတော်တော်အရေးကြီးပါတယ်အီရန်ရဲ့နည်းပညာကဟုတ်တယ်အီရန်က ။ဘာကြောင့်လဲဆိုတော့အမေရိကန်ကဒုံးကြီးတစ်ခုထုတ်လို့ရှိရင်တန်ဖိုးကအနိုင်ဆုံးရှိမယ်ဆို9သိန်းဒေါ်လာ9သိန်းလို့ဒေါ်လာ3သိန်းလို့ရှိတယ်။ဒါပေမဲ့အဲ့ဒါကိုအီရန်ကထုတ်လိုက်တာကဒေါ်လာ1000 2000နဲ့တန်။ဥပမာဖြင့်ကမာကာစီဒရုန်းတကယ်တကယ်လမ်းအမေရိကန်ကထုတ်တဲ့ဒရုန်းကနော်ဒရုန်းတွေကဒေါ်လာ9သိန်းဒေါ်လာ1000အဲ့လိုမျိုးတန်တယ်။ဒါပေမဲ့လိုပြောထိရောက်သလားဆိုတဲ့ခါကျထိရောက်မှုမှာကြတော့လုံးဝအီရန်ရဲ့ဒုံးပညာမရှိနိုင်ဘူး။ကမာစီဒရုန်းနာမည်ကြီးသွားတာကြီးလိုက်တော့လေနော်။အဲ့တော့အီရန်ကလည်းသူ့ရဲ့သူ့ ီရန်နိုင်ငံသားတွေကျွန်တော်ပို့ရလင်းပြောရင်အာကျွန်တော်ရင်းနှီးပါတယ်နော်အစ္စရေးလည်းကျွန်တော်ရင်းနှီးအစ္စရေးနိုင်ငံသားတွေရင်းနှီးတယ်အစ္စရေးနဲ့အီရန်ပေါ့နော်ကျွန်တော်ပေါင်းစပ်ဆက်ဆံရတဲ့နေရာမှာကျွန်တော်ကြည့်တာပေါ့အစ္စရေးတွေကစီယုံရေးအရန်တော်တယ်အစ္စရေးနဲ့စကားပြောလို့ရှိရင်အာသူတို့ကအကုန်လုံးရှင်းပြနိုင်ငံရေးလည်းသူတို့နားလေဒါပေမဲ့အစ္စရေးကတအားကိုကက်စီနိုကဘာမှာကက်စီနိုဆုံးနဲ့ကက်စီနိုလို့ပြောမှာစီးစနစ်အကောင်ဆုံးလူထဲမှာအစ္စရေးပါတယ်နော်အဲ့တော့ အဲသူတို့ကနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လေသူတို့အချင်းချင်းတအားစီလုံးနေနော်တော်တော်စီလုံးတာအဲပြီးတော့လို့ရှိရင်သူတို့ကနိုင်ငံရေးနဲ့ပတ်သက်လာရင်ရှင်းပြဟာသူတို့ကဒီလိုမျိုးပေါ့နော်ပါလက်စတိုင်းတွေအဲ့လိုမျိုးမလုပ်ပါဘူးအဲ့လိုမျိုးလိုက်ရှင်းပြတာအဲ့လိုမျိုးသူတို့ကနိုင်ငံရေးပဲ CO ရေးတအားတော်တယ်ဆက်ဆံရေးတအားကောင်းတယ်ပြုံးတယ်ရည်တယ်နော်တတ္တိလည်းကောင်းကြတယ်စီးစစ်နဲ့လည်းကောင်းကြတယ်အစ်စွေးနဲ့ကျွန်တော်တော်တော်များများရည်နေပါလေနော်အဲအီရန်နေကြတော့ပါလဲဆိုလို့ရှိရင် အီရန်ကတော့အရှိလေပိုင်းသားတွေပေါ့နော်အဲ့သူတို့ကျတော့ဘယ်လိုခေါ်မလဲဆိုတော့အဲအကုန်လုံးတော့မဟုတ်ဘူးတော်တော်များများကအရှိလေပိုင်းသားတွေရဲ့ဆက်ဆံရေးမကောင်းဘူးသူတို့ဟာဆက်ဆံရေးအားနည်းတယ်အဲ့သူတို့ရဲ့ဒီဘာသာရေးထုံလန်းစင်လာရဲ့ရှိပါဘူးနော်အဲ့ဒါကြောင့်ဖြစ်ပါလိမ့်မယ်ပြောစပေါင်းသင်းဆက်ဆံတဲ့အခါမှာနည်းနည်းလေးလက်ဝင်တဲ့တိမှာအဲ့အရှိလေပိုင်းသားတွေပါတယ်အီရန်တို့နော်အီရတ်တို့ဟာအဲ့တော့နောက်တစ်ခုကသူတို့ကဆက်ဆံရေးမကောင်းတဲ့ခါကျတော့ သူတို့ကတနည်းအားဖြင့်အဒီနီယာမဆက်ဆံရေးတအားအရေးကြီးရဲ့အီရန်နိုင်ငံသားတွေလေသိလားဒါမဲ့ဉာဏ်ပညာကကြတော့အီရန်လည်းထက်တယ်နော်စကောမနီးပညာစကောမအတတ်ပညာဘောဆိုတော့အဟိုဖျားလက်ထက်တော့ဘာလို့ဟာလေမတိုင်ငယ်လက်ထက်ပုံမြင်နေအဲ့ဒါစကောမဆိုအီရန်ဆိုအဖာရှင်နေသူတို့တော်တော်ကိုစားနေဉာဏ်ဉာဏ်သိတအားတော်တဲ့သူတွေပါအဲ့တော့အစ္စရေးလက်တော်သလိုအီရန်လက်တော်တယ်အဲ့တော့ဉာဏ်ရည်ဉာဏ်သွေးကောင်းတဲ့နိုင်ငံနှစ်ခုတိုက်ပွဲဝင်ကြတာပါဝမ်ဝမ်းသာလွတ်ပေးလိုက်မယ်ဟေ့ဆိုလို့ရှိရင်တော့အစ္စရေးဒုက္ခရောက်သွားနိုင် ဝမ်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 နော်ဝမ်ဝမ်လွတ်သွားမယ်ဆိုရင် Israel လုံးဝမချအောင်ဒါပေမဲ့ Israel ကလည်းသူ့နောက်မှာ American အာကိုနဲ့အခုတော့မှသူကိုယ်တိုင်မတိုက်နိုင်အတွက်ကြောင့် American ကိုစစ်ထဲဝင်မှာလို့စစ်ထဲဝင်မှာလို့ Iran ဘရောကျွန်တော်ယုံကြည်တာအခုရှိရနော်ယုံကြည်တာမဟုတ်ဘူးနော်ကျွန်တော်သုံးသပ်လို့ရတယ်ခုကတော့ Donald Trump လုံးဝစစ်ထဲမဝင်ဘူးဘာကြောင့်ဆိုတော့ဒီစစ်ထဲဝင်တိုက်မှာမဟုတ်ဘူးတဲ့မှာ Ili Ali Ili Ali နဲ့နေနေမှာဘာကြောင့်သူဝင်တာနဲ့ပြဿနာကြီးမယ်သူဝင်တာနဲ့ Iran ဒုံးတွေကအဲ့ဒီသူ့ရဲ့ဒီပြစ်ပတ်တွေအားလုံးကိုစော့မှာ ပြမတ်တွေစော်ပြီးဟဲ့ဆိုလို့ရှိရင်နိုင်ငံနိုင်ငံချပြီးဟဲ့ဆိုလို့ရှိရင်ပါကစ္စတန်ကလည်းဝင်လိုက်မယ်နော်ပါကစ္စတန်ဝင်လိုက်မယ်ဒီရုရှားနဲ့တရုတ်ကတော့ရုရှားနဲ့တရုတ်ကတော့စောင့်ကြည့်အောင်ပါဗျာနော်အဲ့တော့ရရှိမှာတဲ့နော်အီရန်ကစားသွားလိမ့်မယ်ကြည့်ရတော့ဒီစစ်ပွဲကနော်နှစ်ရှည်တိုက်ဖို့နှစ်ရှည်တိုက်ရင်တော့ဘာကြောင့်လဲဆိုတော့ဒီချင်းရမှာအီရန်ကအခုဆိုရင်စင်ပါသက်တစ်လို့ခေါ်တဲ့ကျွန်တော်တို့အဲနိုင်ငံလေးပေါ့နော် သူ့ကိုအရင်ကမုန်းခဲ့တဲ့နိုင်ငံတွေတောင်မှပဲသူ့ကိုပြန်ပြီးတော့စာနာထောက်ထားမှုတွေသူရလာတယ်အဲအခုအခုအီရန်ရဲ့အခြေအနေကဘာကြောင့်ဆိုသူ့ကိုမုန်းတဲ့နိုင်ငံတွေဖြစ်တဲ့ဒီရန်ဘတ်နိုင်ငံတွေတောင်မှပဲအစ္စရေးလုပ်ရက်ကမတရားဘူးအစ္စရေးလုပ်ရက်ကအနိုင်ကျင့်ခြင်းအစ္စရေးလုပ်ရက်ကနိုင်ငံတကာဥပဒေကိုချိုးဖောက်ခြင်းအစ္စရေးလုပ်ရက်ကပြီးလို့ရှိရင်ဘယ်လိုမှဆိုတော့ဒေတာလေးမတည်ငြိမ်အောင်လုပ်ခြင်းလုံးဝလုံးဝဒါ ပြောမယ်ဆိုရှင်27ရာစုမှာလုံးဝလက်မခံနိုင်စရာကိစ္စကိုလှုပ်သွားတဲ့အတွက်ကြောင့်မို့လို့အစ္စရေးကိုချစ်တဲ့နိုင်ငံတွေတောင်မှပဲအီရန်ဘက်ကနေပြီးတော့ဘယ်လိုမှဆိုလို့ရှင်စာနာတနာမှုတွေထောက်ထားမှုတွေပြလာပြီအဲ့တော့အီရန်ကလည်းတခုရှိတာပါလဲဆိုတော့အီရန်ကဒီနေရာမှာဒီပလိုမစီကိုကောင်းကောင်းကစားနေပြီဒီပလိုမစီကောင်းကစားဆိုတာလေအစ္စရေးနဲ့အမေရိကန်ကိုတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဘယ်လိုခေါ်မလဲဆိုလို့ရှင်ခုကဘာကဆန့်ကျင်လာတယ်နော် စ္စရေးကပါလက်စတိုင်းမှာနော်ဂါဇာမှာသူတို့လုပ်တဲ့ပုံစံတွေကသူ့ကိုလုံးဝနာမည်ပြတ်နေတာအစ္စရေးကနော်အဲ့တော့ဂါဇာမှာတည်းကအနောက်ဒီဥရောပနိုင်ငံတွေဖြစ်တဲ့အိုင်ယာလန်တို့နော်တချို့ဒီလိုခေါ်မယ်ဆိုလို့ရှိရင် EU နိုင်ငံတွေတော်တော်များများအစ္စရေးကိုကြည့်မရဘူး။ဘာကြောင့်လဲကြည့်မရမို့ပေါ့နော်စန့်ချင်လာတယ်။ Two state solution ကိုသူလုံးဝလက်မခံဘူး။ Two state solution solution ဆိုတာပါလက်စတိုင်းနဲ့နိုင်ငံရှိရမယ်သူတို့နိုင်ငံရှိရမယ်ဒါကိုသူလုံးဝလက်မခံတော့ကြမလို့ဒါတသက်နိုင်ချစ်ထားတာ။ပြီးတော့အဲ့ဒီမှာလူခေါ်မယ်ဆိုလူ အစုလိုက်ပြုံလိုက်တည်အောင်သူတတ်ဖြတ်ထားတာတွေအများကြီးရှိတယ်အဲ့တော့ Israel ကိုစန့်ကျင်မှုကများနေပြီအဲ့တော့ Iran က diplomacy အဖြစ်အသာစီးရလာပြီအဲ့တော့အခု Israel က C ကိုထပ်ကျော်တယ်ကျော်တဲ့အခါမှာ Israel ဒီလိုမျိုးခြေတလန်းလှမ်းမှာ Iran ကနောက်ထပ်ခြေတလန်းလှမ်းတော့သွားတွေ့ရတယ်အဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုတကောင်တွေးပြီးတော့နှစ်ကောင်စားတာတန်တမာကြီးမှလည်းအနိုင်ရအောင်ကြိုးစားရတယ်မြေပြင်မှလည်းအနိုင်ရအောင်ကြိုးစားအတွက်ကြောင့်မို့လို့ အီရန်လည်းမထိဘူးလားဆိုတော့ထိတယ်။အစ္စရေးလည်းသူ့ကိုသူယုံကြည်ထားတယ်လို့မျိုးအီသူကလုံးဝဘယ်လိုခေါ်မလဲဆိုတော့သူက invisible ပေါ့ဗျာလုံးဝဘယ်သူမှတိုက်ခိုက်လို့မရတဲ့အခြေအနေမျိုးဆိုပြီးတော့သူ့ကိုသူထင်ထားတာလုံးဝမဟုတ်ဘူးဆိုတော့သူအခုနားလည်သွားပြီ။အစ္စရေးနိုင်ငံတကယ်ဘယ်လိုခေါ်မလဲဆိုရှင်ထောက်လိုင်းဌာနနော်အဲ့တကယ်ဒီအကုန်လုံးပေါက်ဝင်တာပေါက်ဝင်တာနော်ပေါက်ပြီးတော့ဝင်တာသူ့ရဲ့လေကာစနစ်က၃ခု၃ခုလုံးကိုကြော်ပြီးဝင်တာတကယ်လှတယ်ဟုတ်လားအဲ့တော့ကျွန်တော်ဒီနေရာမှာ6ဆိုတာပုံမှန်ဆိုဘယ်သူမှအာမပေးခြင်းမဟုတ်ဘူးအကုန်လုံးတည်ရတာကြီးပဲလေနော် ဒီစစ်ကဘယ်သူမှလည်းနိုင်မှာမဟုတ်ဘူးသူပါတော့လည်းပဲဒါမျိုးကျူးလွန်မှုပေါ့နော်ဒါမျိုးအနိုင်ကျင့်မှုတွေမကောင်းဘူးပေါ့ဗျာနော်ဟုတ်လားကဲဟုတ်ပြီအဲ့တော့ဟလာကပပြည်ရင်းတွင်ပြပြပါပြည်ရင်းတွင်ကကျွန်တော်စနကအေယာရီနဲ့ပတ်သက်ပြီးကျွန်တော်ပြပြပြီးသားရင်နော်အေယာရီမှာခင်ဗျားတို့ဒီတိုင်းပဲဆက်နေမယ်ဟေ့ဆိုလို့ရှိရင်တော့အဲအီအီက သူ့ရဲ့ agent agent ပေါ့နော် agent agent ကိုကြံနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ခင်ဗျားတို့အဲကျွန်တော်တို့တက်မတော်အနေနဲ့နော်3လေးလေးကို choke point ရောက်ဒီထည့်လာလိုက်မယ်3လေးလေးနားကရွာတွေကိုစီးရုံးနေပြီသူတို့3လေးလေးကိုတိုက်ရိုက်တဲတိုက်လို့မရဘူးဆိုတော့သူတို့နားလေတယ်ရေရှည်တိုက်ဖို့တဲ့စီစဉ်သွားပြီဖြစ်တယ်အဲ့တော့3လေးလေးအလုတ်များနေမှသာလျှင်3လေးလေးကနေပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့ဟိုဘချမ်းကိုဆက်ကြော်မယ်ဟိဆိုရင်ကျွန်တော်ရခိုင်ပြည်ကိုရောက်ပါအောင်နော်အဲ့တော့ရခိုင်တွေကိုဝင်မလာအောင်တို့ကိုစောင့်ရထားတာဖြစ်တယ်နော် အဲ့တော့အဲ့ညာချုပ်ပွိုက်သူတို့လုံးဝလုံးနေပြီအဲ့တော့ခင်ဗျားတို့ဘာလုပ်ရမလဲစစ်တပ်ကစစ်တပ်ကလုံးတင်တာတခုရှိတယ်အဲ့ဒါကတော့နေပြည်တော်ရှင်းလင်းမှာပြည်သူကိုစီးရုံးမှာရွာတွေကိုလုံခြုံမှုပြေးနိုင်အောင်ကြိုးစားပါအခုကစစ်တပ်ရွာတွေကစစ်တပ်ကိုအာမရနောက်ဆုံးပြတော့အေးအေးနဲ့ပူပေါင်းနေကြပြီနော်အဲ့ဒါခင်ဗျားတို့ကြာရင်မကောင်းဘူးကြာရင်တပုံရွာဒီရွာကချီထွက်မယ်နော်ဒီရွာကပဲတချို့ထွက်မယ်ဒီရွာကပဲခင်ဗျားတို့သတင်းပေးလိုက်မယ်အဲ့တော့ဒါခင်ဗျားတို့ရဲ့ဒီပေါ့အဲဘယ်လိုခေါ်မလဲဆိုတော့သုံးမကြတော့ ခံစစ်ခံစစ်ကျွန်တော်ပြောပါတယ်ရမခကြီးမကြခင်နဲ့ကျွန်တော်ပြောပါတယ်နော်ရမခ မကြခင်တဲ့အချိန်မှာကျွန်တော်ကိုခင်ဗျားတို့ဘက်ကတချို့ဆယ်လီတောင်မှကျွန်တော်ကိုဒေါသဖြတ်ကြတယ်ခံစစ်ခံစစ်ဆိုခံလာရတယ်လို့ကျွန်တော်ပြောတဲ့အချိန်မှာကျွန်တော်တော်တော်လေးတင်းလာကြရမခနောက်ဆုံးကြပါရမခကြီးနောက်ပါခထက်ကြအခုအေယာဝဒီအချိန်နေလဲဒီလိုပဲခံစစ်ပဲသွားနေလို့မရဘူးနည်းနည်းရှင်းလင်းရမယ်ဘလို့ဖောက်ခွဲရမယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့ဟိုဘလို့ခေါ်မယ်ဆိုလို့ရှိရင်နိုင်ငံရေးနည်းပြဟာတွေတော့မပြောကျင်တော့ခင်ဗျားတို့ဒါဒီ ီလိုမျိုးကြောင့်လဲဟိုနွားရှည်ထွန်ကျူရသလိုဖြစ်နေရလဲမကောင်းဘူးဗျနော်ဟုတ်ပလားအဲ့တော့အဲ့ဒီအခြေအနေတွေရှိလာတယ်နော်ကြာလာရင် ARV အနေနဲ့ဒီခြေကုပ်တွေမှာနော်ဟိုကျွန်တော်တို့တက်မလို့အတွက်အခက်ခဲရှိလာနိုင်တယ်နောက်တစ်ခုကရခိုင်ပြည်နယ်ကိုနော်လုံနေတဲ့ဒီဥမင်းအောင်လိုင်ရဲ့ညံပြင်းမှုကလည်းဒါစကားတွေမှာကျွန်တော်ထည့်ပြောထားမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ရခိုင်ပြည်ကလုံးဝ vulnerable ဆိုတဲ့တကယ်ဒီ ထိကြိုက်ဘာမှမဆိုတော့ပျော့ကွက်တယ်အများကြီးရှိတယ်။နော်ပျော့တဲ့နေရာအများကြီးရှိတယ်။ဒါတွေအားလုံးကိုရေချောင်းနဲ့ဝင်လို့လည်းရတဲ့နေရာတွေအများကြီးရှိတယ်။နော်ရေချောင်းနဲ့ဝင်ပြီးတော့ရေချောင်းနဲ့ပြန်တက်လို့ရတဲ့နေရာတွေရှိတယ်။နော်တန်တွဲရေချောင်းကနေဝင်ပြီးရေချောင်းနဲ့ပြန်ထွက်သွားလို့ရတယ်။နော်အနောက်ထပ်ဒီမြို့တွေတော်တော်များရေချောင်းနဲ့ဝင်ရေချောင်းနဲ့ပြန်ထွက်သွားလို့ရတယ်။နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အတုံးမကြတာပါ။နော်အတုံးမကြတာပါ။ရေချောင်းဝင်ရေချောင်းကပြန်ထွက်သွား လားတိုက်စစ်ဝုန်းနေပေါ်တာဘယ်အေးအေးမဘယ်အေးဘယ်ရဲ့အေးအေးကလုံးဝတတ်မလို့ကိုရှင်မတိုက်နိုင်ဘူးဆိုလိုချင်တာက surprise attack ပေါ့နော်သိမလားအဲ့လို attack လောက်အောင်အေးလောက်ပြီးတော့ရှိရင်အဲ့ဘက်ချမ်းမှာအားမြန်အင်းဘယ်လိုဟောမလို့ရှိရင်တိုက်ပွဲဝင်နေမှာနော်ပြီးရင်စစ်ကြောင်းနဲ့တင်းမောနဲ့နောက်ပြန်ဆုတ်လို့ရတယ်တပုံကိုအလုံးများအောင်လုပ်နေတာဆိုတပုံကကိုယ့်အလုံးများအောင်လုပ်နေတယ်တပုံကဒီဘယ်လိုဟောမလဲညောင်ကျိုးဆိုတဲ့ဝင်တိုက်သွားတယ် ARV ဆိုတဲ့ဝင်တိုက်တယ် တပုံကကို့အလုပ်များအောင်လုပ်နေတယ်အဲ့တော့တော်တော်တုံးတဲ့စစ်စစ်ဦးစီးချုပ်ပါဗျာနော်နော်ပို့ရင်လည်းပြောမှာဆိုလို့ရှိရင်ဟုတ်ပါလားခင်ဗျားတို့ဒီဒီအေးအေးကဘာမှရေကူးတက်တဲ့ကောင်နေမဟုတ်ဘူးဟုတ်လားရေကူးတဲ့ကန်ကတ်မဲ့ဆိုရယ်အဲ့ပတ်ဝန်းကျင်အားလုံးကျဲချလိုက်စမ်းပါနော်အဲ့ပတ်ဝန်းကျင်အားလုံးကိုဒီခါလည်းပြင်းရှင်းရှင်းပြီးဝင်ပါဝင်ပြီဆိုရင်ခင်ဗျားတို့စစ်တပ်ကိုဘယ်ကောင်မှမထီရဘူးဝင်ဝင်ပြီးတင်းမောနဲ့ပြန်ဆုတ်သွားရမယ် နော်ဒီလိုလေးပဲလုပ်နေလက်ဆက်ပါအများတို့ဩနော်ညီရောပြူထွက်တော့လုတ်လိုက်လို့ရတယ်တကယ်တော့သုံးမကြတော့ပါနော်ဟိုဘယ်လိုခေါမတမင်းတကာကို တမင်းတကာကိုလူလယ်များလုပ်နေသလားအောင်ကျွန်တော်စဉ်းစားလို့ရတယ်သိလားကြောက်ပြူပါပြီလားကြောက်ပြူမပါဘူးကြောက်ပြူအေးစေပါနော်ဖားကန်းကလည်းအားပေးနေတယ်မင်းလာပါမင်းလာပါနော်အေးဟုတ်ပါပြီအကျွန်တော်ဒီနေ့အဓိကကျွန်တော်ပြောခဲ့ပြီးပြောခဲ့ပြီးတဲ့ကိစ္စတွေနောက်ပိုင်းဆက်ပြောစရာတော့ရှိတယ်နော် စက်ပြောစရာဆိုတာကအဲဒါကတော့စစ်တီတွေအေးပေါ့ဗျာနော်စစ်တီတွေအေးလောက်ပါခင်ဗျားတို့ကျွန်တော်တက်မလို့အောင်မြင်ဖို့ကအရင်အရေးကြီးပါတယ်နော်စစ်တီတွေမလဲတော့စစ်တိုက်နေကြတာဘယ်သူမှမတိုက်ချင်တော့ဘူးတဲ့ဘယ်လိုလုပ်လဲဗျအဲ့ဒါနဲ့ပတ်သက်ပြီးလာမယ်လာမယ်လာမယ်အဲ့ဒီအဲ့ဒီစိတ်တက်ဘာကြောင့်ဖြစ်ရလဲဘယ်မှာမြဖြားခံရဆိုတော့ကျွန်တော်တူးဆွနေတယ်ကျွန်တော်သူ့ဒေသနာလုပ်နေနော်အဲ့ဒါရအားလုံးကိုအဲကျွန်တော်တို့ဆက်လက်ပြီးတော့ အေအေက2016 2016မှာပေါ်လာအဲအတော့မကြတာပေါ့သူအတော့မကြတာပေါ့နော်သူအတော့မကြတာမနေ့ကအပေးနေတယ်ကဲအေအေဒီရခိုင်ပြည်ဆိုတော့ကိုယ့်လက်ခုပ်တဲ့အရင်ဖြစ်နေရမှာနော်ဘာကြောင့်ရခိုင်ပြည်နဲ့လက်ခုပ်ပြည်အရင်ဖြစ်တယ်ရေစစ်တပ်ကရေရင်လာလို့ရှိရင်သူတို့ကအနားတော်ကတ်လို့ရတဲ့အမျိုးမဟုတ်ဘူးနော် ရေတက်ရှိနေချင်းရေတက်နဲ့ရေနဲ့တော်ချင်းဒီကောင်တွေဝေးရန်လမ်းပြစ်လို့ပဲရမယ်။တလက်လက်နဲ့ငယ်တော့ပဲရမယ်နော်။တတ်တတ်မတ်ဟိုတမင်ကအရှုံးပေးထားတာနော်။ဝင်ဝင်လို့ရတဲ့နေရာရခိုင်ပြည်တော့ဝင်လို့ရတယ်ဝင်နေဘာမှမဝင်နဲ့လက်နဲ့ကြီးချပြီးလေးပြစ်ပြီးဝင်စမ်းမှာအဲ့နေရာအားလုံးတစ်ချိန်ပြစ်နော်ဆက်သွားတကယ်ပါတကယ်ပါနော်။ဘာလို့ဘာမှတော့ဟိုဘယ်ဟောမဆိုလို့ရှိရင်တမင်ကောင်ကိုတမင်ကောင်ကိုဘယ်ဟောမဆိုတော့သူတို့ကောင်းရောင်းရောင်း တော်တော်ဆိုးတဲ့ပုံပေါ်တယ်ဒီနေ့တက်လာဗီဒီယိုရင်နာရတယ်ကဲဟုတ်ပါညီကိုတို့ရင်နော်ခင်ဗျားတို့လည်းလက်ခုပ်တည်းရေးပါနော်ဘယ်ချိန်ဘယ်ချိန်လှုပ်လှုပ်လှုပ်လို့ရတဲ့နေရာမျိုးပါရခိုင်ကဘာမှဟိုအင်အားရှိတာမဟုတ်ဘူးနော်အဲ့မှာလာတိုက်ပေးနေတာ PDF ကဲကဲကဲဒီချင်းနေရယ်နော်ဒီကောင်လေးလာတိုက်ပေးနေတာ तू ကတပုံကကိုယ်အလုရှောင်းအောင်လုပ်တယ်ဆိုလိုချင်တာကအံပရံမှာပတ်မှာလေတပုံကအေအေကလာတိုက်နေနော် ။ရောင်ကျိုးဘက်မှာလည်းအေအေကလာတိုက်နေတယ်။အေအေဘက်မှာလည်းလာတိုက်နေတယ်။နော်။ဒီကြားလည်းဗမော်ထီမှာတက်ပြီးတိုက်နေတယ်။ဟုတ်လား။ကြောက်ပြူလည်းတိုက်နေတယ်။ဟုတ်လား။အဲ့တော့သူ့ကိုကလုံးမဲ့ဟာကိုယ့်ကိုသူကလုံးနေတယ်။အဲ့တော့ကိုကစစ်သားမပီးသားတဲ့ခါကျအောက်မှာစစ်တိုက်ချင်တဲ့သူကမရှိတော့ဘူး။အောက်မှာစစ်ပြေးတွေပုံများနေတယ်။ရှင်ညာအကြောင်းမရှိဘူးเนาะရှင်ညာအကြောင်းမရှိဘူးဖောက်ခွဲရမှာရှင်ညာဖောက်ခွဲရဆိုတော့သိလား အဲဒီထက်ပုံပြကြတော့နိုင်ငံရေးဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဟိုနွားရှိထုံမကျူးကျင်တော့ကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်အနေနဲ့ like လေးချအောင်မယ်နော်ဒီနေ့ငါတို့ကျွန်တော်တို့ကောင်းကောင်းလေးဆွေးနွေးခဲ့ကြရအောင်နော်နောက်နေ့ထပ်လာပါမယ်ဒီစိတ်သက်ရင်းခံနေအဲ့ဒါပတ်သက်ပြီးကျွန်တော်လိုအပ်လို့ရှိရင်နော်ငါတို့အချိုးမပြေတာကိုကျွန်တော်လိုအပ်လို့ရှိရင်ထောက်ထားတာပါချပြသွားမယ်နော် အဲခင်ဗျားတို့အောက်ခြေစစ်တီတွေပေါ်မှာမတရားလုပ်တာတွေအချိုးမပြေတာတွေနော်ဟိုဘယ်လိုမှမဆိုတော့အနိုင်ကျင့်နေတာတွေညနေမွဲတွေကိုအနိုင်ကျင့်နေတာခင်ဗျားတို့ရက်ဖို့လိုတယ်နော်အဲ့ဒီအားလုံးခင်ဗျားတို့အဲဒါစစ်တီတွေတော့ရက်တည်ရမှာပဲအဲ့တော့လိုအပ်လာလို့ရှိရင်ခင်ဗျားတို့အဲ့မှာထောက်ထားရပြကျွန်တော်ချပြပါမယ်နော်ခင်ဗျားတို့လောက်တော့ဟုတ်မလားမဟုတ်သလားဆိုတော့ကဲဟုတ်ပြီဒီကောင်မောင်မများကျွန်တော်တို့ เอซิซิဆက်လာဆွေးနွေးမယ်เนาะနောက်တစ်ခေါက် live မှာကျွန်တော်တို့ဒီကတီတီကြကြနဲ့เนาะကျွန်တော်တို့စာရွက်စာတမ်းဒီလိုမျိုးပြပြီးဆွေးနွေးမယ်ဟုတ်ပါလားနောက်အချိုးဝပြပိုင်းလောက်ထားလဲဆိုတော့ဒီနေ့ညတည်းမှာเนาะ